ဝင်မယ်လို့တနည်းပြင်ပေါ့ဒီစိတ်တွေအာယုန်နေနဲ့ပတ်သက်ပြီးတော့ပေါ့အတိတတိဖြစ်အောင်ကြိုးစားတယ်လို့ဒါပြောရင်ပို့ပြီးတော့အမှန်တာပေါ့ဥပမာတရားထိုင်နေဆိုရင်ဆရာတော်ဥဇောတိကပြောလို့ပေါ့သူကတရားနဲ့ထိုင်တာနဲ့ဥစဉ်တော့တွဲမှတ်ထားတာပေါ့တရားဆိုရင်ဥစဉ်တော့ထိုင်တော့မဲမလှုပ်တော့မဲ ဉာဏ်စီမိတ်ထားတော့မယ်လောရမယ်လို့ထင်နေတယ်တရားကျင်း15မိနစ်တနာယီပြီးွားရင်လည်းဦးဇင်းတော်တရားဖြုတ်လိုက်ပြီဒီလိုပြောတာပေါ့တော့သူကထိုင်တာဖြုတ်လိုက်ရင်ဦးဇင်းတော်ကတော်ဝင်ကြည်သွားပြီရိကတ်เสียမလို့တော့ဘူးလို့ထင်တာ ရုပ်ဥစဉ်ကတရားထိုင်တာပြီးတော့ရင်ဥစဉ်တော့ချိန်ဆသွားပြီးတရားထိုင်တာပြီးသွားပြီလို့မပြောဘူးပေါ့တတ်မှတ်ထားတဲ့တရားကျင်ရတော့ပြေးသွားပြီတကယ်တရားကျင်ရတော့အတိတ္တိရှိတဲ့ချိန်တိုင်းဟာတရားကျင်ဒီတတ်မှတ်သေးပေါ့မှန်ကန်တဲ့သဘောပေါ့သစ္စာတရားအမှန်တရားဆိုတာကခုတစ်မျိုးတော့ကြာတစ်မျိုးမဟုတ် ဥစာကလေးတော့ကြမုတ်စီကြမဟုတ်ဘူးပေါ့ဒီတော့ဥပုသ်ဆောင်နေနေကြရင်တမျိုးဖတ်လေးနည်းနည်းလေးတော့မှဝင်ရင်ဒါစိတ်တည်ဆိုးတာပေါ့ဒါမို့လဲအပြည့်ရှိတယ်လို့ခံစားရတာဥပုသ်ဆောင်နေနေတော့စားခြင်းတလို့စားပေါ့ဒီလိုဖြစ်နေတာ ဲ့တော့ဥစဉ်ကတတ္တမတ်တည်းမဖြစ်ဘူးပေါ့အမှန်တရားသစ္စာတရားဆိုတာကသူကအချိန်မရနေရာမရပေါ့ဟိုမှန်ကန်နေရမယ်ပေါ့စိတ်ထားသဘောထားပဲဆိုပါစို့အတိပဲဆိုပါစို့ဥစဉ်ကညနေပိုင်းအစားစားရင်တော့အပြစ်အမနက်ပိုင်းတော့စားကျင်တော့စားဘုရားမဆိုင်တော့ တဲ့ကြလောက်စားပေါ့စိတ်လိုတိုင်းစားပေါ့အပြစ်မရှိဘူးလို့ယူဆတာပေါ့အဲ့ဒါကဦးဇင်းတို့ကတရားမသိတာပဲပေါ့တရားထိုင်ရင်လည်းတူတူပဲပေါ့ထိုင်ရင်တော့နည်းနည်းလေးမှမလှုပ်ရဘူးလုံးမိရင်ပဲအပြစ်အော်ကြံနေချင်းကြတော့လှုပ်ချင်တိုင်းလှုပ်ကုတ်ချင်တိုင်းကုတ်ပြောချင်တိုင်းပြောပေါ့ပူချင်တိုင်းပူပေါ့ တော့တတမတ်သေးဖြစ်မနေဘူးပေါ့တို့တူရပါဦးစင်းတို့တရားထိုင်နေဆိုရင်လည်းတရားထိုင်နေဆိုရင်နည်းနည်းလေးမှအတွေးစိတ်ပေါ်တာကိုလက်မခံဘူးပေါ့။အမတွေးရဘူး၊ငါဒီဘောက်ပဲပြန်ဒီကပ်ပေါ့။တရားလေးဖြုတ်လိုက်ရောတွေးခြင်းတိုင်းတွေးဆွေးခြင်းတိုင်းဆွေးပေါ့။ စဉ်းစားနေတိုင်းစဉ်းစားနေတာပေါ့။တရားဆိုတာကသတ္တမထဲပေါ့ဖြစ်ရမှာပေါ့လေ။မဒေါသဖြစ်လို့ပူလောင်နေဆိုရင်ဒေါသကဘယ်နေရာဖြစ်ဖြစ်ပေါ့။ပူလောင်တာပဲကွာ။ရင်းသားမှာဒေါသဖြစ်လဲပူလောင်တာပဲပေါ့။ကိုယ်အိမ်မှာဒေါသဖြစ်လဲပူလောင်တာပဲပေါ့။ ါပဲဦးဇင်းတို့ကရေးတာမှာဘုံကြီးရှိမှဆိုရင်တော့ဒေါသမထွက်အောင်နေတာပေါ့အိမ်မှာကြတော့ဒေါသကိုမထိန်ဘူးပေါ့အိမ်မှာကြတော့ဒါဒေါသထွက်ချင်တိုင်းထွက်ကြတာရမန်ကန်နဲ့အတိစာကဒီအမှန်တရားကိုနားလည်မှလဲတူတာစိတ်ကတတမတ်သေးပေါ့ သမတဲဆိုတာအမှန်တရားကိုတည်တဲ့အတိနဲ့တတိယတို့ဟာစွမ်းအားနဲ့ပေါ့ပုံမှန်ဖြစ်လာတာဒီနော်တရားစကန်းနေဝိညာဉ်ကအစပေါ့ဒီနော်ဒီဣဒ္ဓကြရင်တမျိုးရှိရတယ်ဟိုဣဒ္ဓကြရင်တမျိုးရှိရတယ် ဒီဇီယာတော်ကတော့တမျိုးဟောတယ်ဟိုဇီယာတော်ကတော့တမျိုးဟောတယ်ဒီလိုထင်တာပေါ့အဲဒီမှာတရားထိုင်ခြင်းနဲ့မထိုင်ခြင်းနဲ့ဥပုသ္စောင်းနေနေနဲ့မထိုင်အဥပုသ္စောင်းနေနေနဲ့ပေါ့ဘာချာจิตတွေဘာလို့များရလဲဆိုတော့ဦးဇင်းတော်တူညီတဲ့အမှန်တရားကိုမသိဘူးပေါ့အတူလူမျိုးနဲ့ငါးလူမျိုးနဲ့ဦးဇင်းတို့ခွဲကြတယ် သူ့ဖွဲ့နဲ့ကိုယ်ဖွဲ့ခွဲကြတယ်သူ့ရိတ်တာနဲ့ကိုယ်ရိတ်တာနဲ့နောက်ဆုံးသူ့ဆရာတော်နဲ့ငါဆရာတော်နဲ့အစပေါ့ဘူးဆောင်တဲ့နေနဲ့မဆောင်တဲ့နေနဲ့တရားထိုင်တဲ့အချိန်နဲ့မထိုင်တဲ့အချိန်နဲ့သူဥစဉ်တော့ကွာချားချက်တွေများနေတယ်ဆိုတာကသူကအဲ့မတူညီတဲ့ရှုထောင့်ကပဲဥစဉ်တော့ကြည့်တတ်တယ် မှန်တရားကိုတီးဖို့ဆိုရင်ဥစဉ်တော့တူညီတဲ့ရှုထောင့်ကတနည်းအားဖြင့်နောက်ွယ်ကအမှန်တရားကိုဥစဉ်တော့တူညီတဲ့ရှုထောင့်ပေါ့အဲ့ဒါနေကြည့်တတ်ဖို့ကြိုးစားရတော့ဥစဉ်တော့ယုတ်တရားနန္တရားတွေခန္ဓာ၅ပါးတွေတင်ကြားတယ်ဆိုတာတကယ်တော့တူညီတဲ့ရှုထောင့်ကကြည့်တတ်အတူလဲခန္ဓာ၅ပါးပဲခုလဲခန္ဓာ၅ပါးပဲ ူလည်းအမှန်မတည်ဘူးဆိုရင် လောဘဒေါသတွေဖြစ်မှာပဲကိုယ်လည်းအမှန်မတည်ဘူးဆိုရင်လောဘဒေါသတွေဖြစ်မှာပဲအဲ့ဒါတူညီတဲ့ရှုထောင့်ကကြည့်တာအဲ့ဒါဆိုရင်ဦးဇင်းတို့ကကိုကျင်းစာမှုတွေတူညီတယ်ဆိုရင်သူကညီညွတ်လာတာပေါ့ဦးဇင်းတို့ကလူမမာဖြစ်နေတယ်လို့ခံစားရတယ်ပေါ့ တူညီတဲ့ရှုထောင့်ကကြီးတတ်တယ်ညွတ်လာတယ်စိတ်အားငယ်မှုတွေနည်းလာမယ်ပေါ့တူညီတဲ့ရှုထောင့်ကကြီးတတ်ဖို့ဆိုတာကလည်းဦးဇင်းတို့ကအဲ့တူညီတဲ့တဘာဝတရားတွေကိုနားလည်ရတာဦးဇင်းတို့မြင်လိုက်ရင်အယောင်တွေပဲအဲကြားလိုက်ရင်အတန်တွေပဲဆိုတာကဦးဇင်းတို့က အခါစီတရားသဘောပြောပြီမဲ့ဦးစင်းကျော်ကရည်စရာလို့ထင်တာအမှန်မှန်အဲ့ဒါတူညီတဲ့ရှုထောင့်ကနားလေသွားအောင်မြင်တတ်အောင်သူကလှုပ်လိုက်တာအတူညီတဲ့ရှုထောင့်ကကြီးလိုက်တာကဒီကောင်းနေစိုးတယ်ငါဟာသူ့ဟာဆိုတဲ့ခွဲကြတဲ့အမြင်ပေါ့အင်းအမြင်ခွဲကြတဲ့အမြင်ကအဝိဇ္ဇာပဲသူကငါပဲသူပဲကောင်းတာပဲစိုးတာပဲစိတ်ကြီးစရာပဲပျော်စရာပဲအဲ့လိုထင်နေတာကသူကတကယ်တော့မောဟပဲဒါကြတဲ့မောဟကိုဆွတ်လိုက်တာ အဝိဇ္ဇာကိုစွန့်လိုက်တာတကယ်ပရိစ္ဆာသမုပ္ပါဒ်ကိုအစာတွေကဖြတ်လိုက်တာဘယ်လိုလဲပရိစ္ဆာသမုပ္ပါဒ်ဖြတ်တယ်လို့မသိဘူးဒီကဟာပြောလိုက်ရင်တော့အဲ့ဒါမြင်လိုက်ရင်အရင်စင်းနေပဲကြားလိုက်ရင်အတန်နေပဲအဲ့ဒါတကယ်နှလုံးသွင်းနိုင်အဲ့ဒါပရိစ္ဆာသမုပ္ပါဒ်ကိုတခါလေးဖြတ်ပြီးသားဖြစ်တယ်ဒီကအဲ့ဒီတိကအင်မတန်ကြီးကျယ်တယ်ပေါ့အင်မတန်မှပဲပရိစ္ဆာသမုပ္ပါဒ်ဒုက္ခဆက်ကိုတရားအစနေဖြတ်တဲ့အတိညာဉ်ကြီးလို့ဦးဇင်းတို့နားမလဲ ဒါကြောင့်လည်းသူကခတ်တာပေါ့လေပြောရင်တော့ပြောရတော့လွယ်တယ်ဆဲတံပဲကြားကြားပေါ့ချီးမွမ်းတံပဲကြားကြားပေါ့အတံပဲဆိုတာတကယ်တော့ပြိဿသမုပ္ပတ်ကိုတခါတည်းအစကဖြတ်တာလို့ဘာလို့ဆိုဥစဉ်ကချီးမွမ်းတံလို့ထင်လိုက်တာနဲ့ဟိုဒါမြောက်သွားမှာပဲလေကိုကြားလေးဥစဉ်တို့ကိုမြောက်မှန်းတည်တယ်တော့တကယ်တမင်ဟလာနောက်ပြီးတော့ပဲမြောက်မြောက်ဒါပေမဲ့ မဟုတ်မန်းတည့်ရနဲ့မြောက်ပြီးတော့ပြောအာမင်းလှလိုက်တာကွာဘာဖြစ်တယ်ညာဖြစ်တယ်ဆိုကျေနပ်နေတာလေတကယ်အဲမဟုတ်မန်းတည့်ရတော့မဦးစင်းတော့ဒီပေါ့လေကောင်းတယ်ဆိုးတယ်ဆိုတဲ့အယူယူမစွန့်နိုင်ဘူးပေါ့ကြီးမွန်တန်ဆိုရင်ကောင်းတယ်မြောက်သွားမယ်အကဲရတန်ဆဲတန်ဆိုရင်တော့ချက်ချင်းဒေါ်လာထွက်သွားမယ်အဲဒါလေးကိုပေါ့ဒီစောစောလေးပေါ့မြင်လိုက်ရင်အယောင်အစင်းပဲကြားလိုက်ရင်အတန်လေးပဲစားလိုက်ရင်အရသာတော်တွေပဲဆိုတာကတူညီတဲ့ရှုထောင့်က ြည်တာပေါ့အဲ့ဒါပရိစ္ဆေသမုပ္ပါဖြတ်တဲ့အမြင်လို့ဦးဇင်းတို့နားမလည်ဘူးပေါ့အဲ့တွေးလိုက်ရင်လည်းဒီတိုင်းပဲပေါ့ဓမ္မယုံနေပဲဆိုတာတူညီတဲ့အမြင်ဒီလိုဆိုရင်တရားတိုင်တာအစပေါ့လေဟာတရားတိုင်နေဖျားပုံနေမြင်နေအဇီဒီပထိုးနေမြင်အဲ့ဒါကြောင့်ကြွားဟာသဘောကျတယ်အခုအတိတ်ကနာကြီးစရာတွေ သူကတော့ကိုယ်ဘယ်လိုလှုပ်ထားတာတွေပြန်မြင်တော့ဟာတရားတိုင်တော့မကောင်းဘူးအသွေးတွေများတယ်ဒီလိုလှုပ်သွားကြ။ရဲ့သူညီတဲ့ရှုတော့မှကြည့်ရင်ဒါဖရားပုံနေလဲသူကဒီအသွေးအယုံဓမ္မအယုံနေနဲ့ပေါ့အသွေးပုံရင်းနေနဲ့တွေ့ရတာပဲ။ကိုယ်ဘယ်သူကဘယ်လိုလှုပ်ခဲ့တယ်ဆိုတာလဲတကယ်ကတကယ်အခုလှုပ်ခံနေရတာမဟုတ်ဘူးလေ။အသွေးအယုံဓမ္မအယုံနေနဲ့ပဲအသွေးပုံရင်းနေနဲ့ပဲတွေ့ရတာပဲ။တကယ်တူတူပဲသဘောတရားချင်း။ဟုတ်လား။ အကြီးကားတစ်ချက်ကိုကြည့်ပါလေဖျားပုံဆွဲထားတဲ့တကယ်ကစေးဆက်တွေပဲဒီမှာမှဘလူးပုံကြီးဆွဲထားတဲ့တကယ်ကစေးဆက်တွေပဲစေးဆက်ဆိုတဲ့အမြင်နဲ့ကြည့်လိုက်ရင်တူတူပဲဖျားပုံလည်းစေးဆက်တွေနဲ့ပဲဆွဲထားတာပဲဘလူးပုံလည်းစေးဆက်တွေနဲ့ပဲဆွဲထားဆွဲထားတာပဲဒါပေမဲ့စေးဆက်ဆိုတဲ့အမြင်နဲ့မကြည့်ဘူးဆိုရင်တော့ဖျားပုံကတော့ကြီးညိုစရာအကောင်းနဲ့ဘလူးပုံကြတော့ကြောက်စရာပေါ့အဲ့ဒီမှာမြတ်ဘာသာကြားတဲ့ယောက်ကဖျားပုံကို တချို့အိမ်ကြီးဆိုရင်တို့ကဒီဖရားပုံတွေပါတယ်ဆိုရင်တို့ကအနုပညာနေနဲ့ချိန်ကြတယ်ဒါကြီးလေကားအောက်တွေပါတယ်ချိန်ထားတယ်ဆိုရင်တချို့ဒေါသတွေပြောတယ်ဟာငါတို့ဖရားကိုလေကားအောက်မှာချိန်ကြတယ်ဆိုပြီးတော့တို့ကတော့အနုပညာသဘောတည်းသဘောနဲ့နေနဲ့ချိန်တာလေကားအောက်ဆိုရင်တို့ကနိုင်ကြတယ်ပါတယ်ဒီလိုယူတာမဟုတ်ဘူးလေဦးစင်တို့ကြတော့ဖရားပုံပဲမြင့်မြတ်တာပဲလေကားအောက်ဆိုတာနိုင်ကြတာပဲအာဒါမကြည်နဲ့ဆရာပဲဆိုပြီးတော့မှအမြင်ရတဲ့အစင်းပေါ်မှာလောဘဒေါသတွေဖြစ်ရတာ ။ဘာလို့ဆိုတော့ဥစဉ်ကအစင်းကိုအစင်းလို့မသိဘူး။အယောင်အယောင်လို့မသိဘူး။အယောင်ကိုဖျားပဲမြင့်မြတ်တာပဲ။ကောင်းတာပဲစိုးတာပဲဆိုတဲ့အယူအဆတွေကဖြစ်လာတာပေါ့။အဲ့ဒီယူဆမှတဆင့်ပေါ့။ဟာဒီလိုမဖြစ်တင်ဘူးဒီလိုဖြစ်တင်တယ်ဆိုပြီးတော့မှတင်ညာရဲ့ဆုံးဖြတ်ချက်တွေဝေဒနာရဲ့ခံစားချက်တွေပြင်းထန်လာပြီးတော့ဇွဲလန်းနဲ့အာထုတ်တယ်ဆိုတော့ကိလေသာတွေဒါဖြစ်ကြတာ တရားဆိုတာကဦးဇင်းတို့ဒီနောက်ွယ်ကပေါ့တူညီတဲ့ရှုထောင့်ကကြည်တာကြည်ရမယ်ပထမဆင်းတာပြိဿတ်တမုတ်ကဖြတ်တာပေါ့ဒါပေမဲ့တူညီတဲ့ရှုထောင့်ကဦးဇင်းတို့မကြည်နိုင်ဘူးသားပေါ့မြင်လိုက်ရင်အယောင်ပဲကြားလိုက်ရင်အတန်ပဲလို့မရှုနိုင်ဘူးသားဦးဇင်းတို့ဒါနောက်တစ်ဆင့်ပေါ့ဦးဇင်းတို့လျှော်သေးပေါ့ခွဲခြားမှုတွေဖြစ်လာပြီသားဩအယောင်တွေးလိုက်တယ်ဆိုရင် အယောင်စင်းဆိုတာကတဘာဝတရားပဲအတန်ဆိုတာလည်းတဘာဝတရားပဲဓမ္မယာတိချင်တာလည်းတဘာဝပဲကျင်ကာတိခါတာလည်းတဘာဝပဲတရားချူတာလည်းတဘာဝပဲဒါပေမဲ့ဒါတွေယူစင်းတော့တဘာဝတရားပဲဆိုတာကလည်းတုန်ကြီးတဲ့ရှုထောင်းကကြည့်တတ်အောင်ပြောတာတုန်ကြီးတဲ့ရှုထောင်းကဦးစင်းတို့တတိမကတ်နိုင်ဘူးအတိမကတ်နိုင်ဘူးဆိုရင်လည်းနောက်တစ်ဆင့်တက်လိုက်ပေါ့နောက်တစ်ဆင့် short လိုက်တာပေါ့နောက်တော့ကောင်းနေဆိုရည်ဖြစ်သွားပြီဒါ ။ဓမ္မယာတိရှင်နာမကောင်းဘူး။ဒါမနက်ကဆိုရင်ယောဂီကအာရှင်နာမကောင်းဘူးရဲ့။အာတရားချူတာကောင်းနေတယ်။ကောင်းနေတင်ပြီးတော့အချူတွေစားလို့ရတာစီးချူတွေဖြစ်ကြရတာပေါ့။အချင်းကိုမကောင်းဘူးတင်ပြီးတော့လိုအပ်တဲ့အချင်းတက်ကိုမစားတော့ဦးဇင်းတို့ဒါရှင်တက်ပေါ့စီဗစ်တက်မရတဲ့အတွက်ဒါလဲတကူဖျားနာကြတာပေါ့။ဂျမ်မယေရှုအောင်ကကြည့်တော့သူကအချူကမကောင်းဘူးဦးဇင်းတို့ကရှင်သက်ကဦးဇင်းတို့အတိုင်းတာတစ်ခုတည်းဒါလိုအပ်တယ်ကောင်းတယ် ပြောရင်ငါကဥစဉ်တော့ကောင်းတာဆိုတာကအချင်းဘက်မှာရှိတာမဟုတ်ဘူးကောင်းတာဆိုတာကဆိုတာကတမယာဒီဘက်မှာရှိတာမဟုတ်ဘူးကောင်းတာဆိုတာကတကြားဘက်မှာရှိတာမဟုတ်ဘူးကိုဥစဉ်တို့ရဲ့အမှတ်တင်ညာပေါ့အတိတ်ကအစွဲတွေအမှတ်တင်ညာတွေကပဲကိုအချင်းအလေးချင်းနဲ့ဟဲ့အချင်းကိုစားပါများတဲ့အချင်းရှိတဲ့သူကကောင်းတယ်အချို့အချင်းလုပ်ပြီးစားထားတဲ့သူကကြတော့အချို့ကကောင်းတယ်ဒီလိုဖြစ်နေကြ နောက်တစ်စိရှော့လိုက်တော့ဒီအာယုန်ဒီမှာအကောင်းဆုံးမဟုတ်ဘူးမြင်လိုက်ရင်အယောင်ပဲကြားလိုက်ရင်အတန်တွေပဲစားလိုက်ရင်ရတာသဘောတွေပဲတဘာဝတရားပဲမရှုနိုင်ရင်ဦးဇင်းတို့ကနောက်တစ်စိရှော့ပြီးတော့ရှုရတယ်ရှုတယ်ဆိုတာကဦးဇင်းတို့နားလေတာပေါ့အတိဝေနာပေါ့တတိကတ်တာပေါ့ဘယ်လိုရှုရမလဲဆိုတော့ ကောင်းတယ်ဆိုရဲဆိုတာတမယာလီဘက်မှာဖြစ်တာမဟုတ်ဘူးအဲ့ဒါတကြားဘက်မှာဖြစ်တာမဟုတ်ဘူးအာယုံဘက်မှာဖြစ်တာမဟုတ်ဘူးတင်ညာကလုံနေတာအဒီလိုနားလည်ရင်လည်းဦးဇင်းတို့ကဒီအပြင်အာယုံတွေပေါ်မှာကောင်းတယ်ဆိုရဲဆိုတဲ့အထင်တွေယော့သွားတယ်ဒီကလောဘဒေါသတွေကကောင်းတယ်ဆိုရဲဆိုတဲ့အထင်ရောက်ဖြစ်ရတယ်ကောင်းတယ်လို့ထင်ရင်ယူဆရင်ဦးဇင်းတို့ကအဲ့ဒီပေါ်မှာလောဘတွေဖြစ်ကြတယ် မကောင်းဘူးလို့တင်ညာကတတ်မှတ်ရင်ဆုံးဖြတ်ရင်အဲ့မကောင်းဘူးလို့ဆုံးဖြတ်တင်ညာကပြောတာကတကယ်ပဲမကောင်းဘူးလို့ထင်ရင်ဒေါသတွေဖြစ်မှာပေါ့မကောင်းမှုကောင်းတယ်ဆိုတာတင်ညာကလုပ်တယ်လို့နားလည်လိုက်ရင်ပေါ့အာယုဘက်ပေါ်မှာအာယုဘက်မှာမကောင်းမှုကောင်းတယ်ဆိုပြီးတော့မှအာယုဘက်ကိုတကယ်မကောင်းဘူးတကယ်ကောင်းတယ်လို့အဟုတ်ထင်နေတဲ့ဒိဋ္ဌိကိုဦးဇင်းတို့ကဖြုတ်လိုက်ပြီးဖြစ်သွားတယ် အဲဒီကြောင့်ပဲဦးဇင်းတို့အာယုံဘက်မှာညှိတယ်မှုတွေကိုဒါစွန့်ပြီးသားဖြစ်သွားတယ်။တော့တနည်းအားဖြင့်ပေါ့အာယုံဘက်မှာဦးဇင်းတို့ဟုတ်ထင်ညှိတယ်မှုတွေကိုစွန့်ပြီးသားဖြစ်လာတယ်ပေါ့ဒီတင်ညာကိုရှုတတ်တယ်ပေါ့။ဘာလို့ဆိုတော့ဦးဇင်းတို့ကတင်ညာဘက်မှာပေါင်းတယ်ဆိုးတယ်တွေဖြစ်နေတယ်လို့နားမလည်ဘူးပေါ့။ဘလောကမြင်ရတော့ဒါကတော့ လူတိငါတိရက်ွက်တိဒါတော့ဒါအာယုဘကကောင်းနေဆိုတယ်ဆိုတာကတော့ဒါပြညတ်အမြင်ပေါ့လေလူတိငါတိရက်ွက်တိပေါ့လောကအမြင်ပေါ့သမုဒိတ္တစ္ဆာပေါ့ဒါပေမဲ့ဥစဉ်ကအဲ့သမုဒိတ္တစ္ဆာမြင်နဲ့ပြညတ်မြင်ပဲကြည်နေလို့ဒီဝိဇ္ဇာတဏ္ဍာတွေကိုမဖြတ်နိုင်တာပေါ့ဓမ္မရှုထောင့်ကကြည့်တော့အကောင်းဆိုးဆိုတာတင်ညာဘက်မှာဖြစ်နေတာပါလားတင်ညာကတတ်မှတ်နေပါလားဒီလိုနှလုံးသွင်းနိုင်တာကဥစဉ်ကအာယုဘက်မှာပေါ့ ကောင်းတယ်ဆိုတယ်ဆိုပြီးတော့အဟုတ်ထင်ကြီးတွယ်နေတဲ့အဝိဇ္ဇာတဏှာကိုပေါ့ဒါကလည်းစွန့်ပြီးတာဖြစ်လာတယ်ဆိုတာဦးဇင်းတို့လက်တွေ့ကျင့်သုံးကြည့်ရင်ဒါတွေ့ရမှာပေါ့ဒါဒုတိယအဆင့်ပေါ့ပရိစ္ဆာသမုပ္ပါဒ်ဖြတ်တာပဲပရိစ္ဆာသမုပ္ပါဒ်ကိုဒါအလေအဖြတ်တာပဲပေါ့ဒီလိုမှမဟုတ်ဘဲနဲ့ဦးဇင်းတို့ကတင်ညာကိုလည်းမရှုနိုင်ဘူးဒါလောဘဒေါသတွေဖြစ်သွားပြီ ဒါဆိုရင်လည်းကျွန်တော်ကလောဘဒေါသဆိုတဲ့ကိလေသာကိုဒါထပ်ပြီးတော့ဒါတော့နောက်ဆုံး short စေးပေါ့စေးပေါ့ရှုရမယ် discount နေပေးထားတာပေါ့ဦးဇင်းတို့ဒီပဒနာသုံးပါဆိုရင်စိတ်ဓာနုပဒနာပါဆိုရင်ဒါဒေါသစိတ်ဖြစ်ရင်ဖြစ်မှန်တိလောဘစိတ်ဖြစ်ရင်ဖြစ်မှန်တိဆိုတာဒါနောက်ဆုံးအစ်စ်မှာသူကပရိစ္ဆာသမုပ္ပါဖြတ်တန်အောင်တင်တာပဲ။ဘာဖြစ်လို့လောဘစိတ်ဖြစ်တာဦးဇင်းတို့ကလောဘစိတ်ဖြစ်တယ်လို့မသိဘူးပေါ့။ဦးဇင်းတို့ကပုံမှန်မြင့် လောဘဒေါသဖြစ်တည်တယ်လို့ထင်တာမင်းလောဘစိတ်ကလောဘစိတ်ဖြစ်တယ်လို့မသိဘူးတကယ်လောဘစိတ်ကလောဘဖြစ်เสียအာယုံကိုပဲသူကတကယ်ကိုလိုချင်เสียလို့တည်နေတာဒေါသစိတ်ကလည်းဥစဉ်ကဒေါသစိတ်ဖြစ်ရင်လည်းဒေါသစိတ်ဖြစ်တယ်လို့မသိဘူးတကယ်ဒေါသစိတ်ဖြစ်နေရင်သူကအာယုံကိုပဲသူကမကြည်နဲ့စရာလို့သူကယူဆပြီးတော့အာယုံကိုပဲသူကမဲနေတာသူကဒေါသစိတ်ဖြစ်ရင်ဖြစ်တယ်လို့တီးလိုက်တာကသူကနောက်စိတ်မှတတိကတ် အဝိညာဉ်ကနည်းနည်းတင်ပေးထားတယ်သူကစိတ်ကိုတတိကပ္ပီဆိုရင်ဒေါသစိတ်ဖြစ်တာကိုဖြစ်တယ်လို့သိလိုက်ရင်ဒေါသစိတ်ဖြစ်တာကရှေးစိတ်တတိကလိုက်တာနောက်စိတ်လောဘစိတ်ဖြစ်တာကိုတတိကလိုက်ရင်လောဘစိတ်ဖြစ်တာကရှေးစိတ်တတိကလိုက်တာနောက်စိတ်ပေါ့။ဟောရှေးစိတ်နဲ့နောက်စိတ်ဥစဉ်တို့ဒါပိုင်းခြားပလိုက်တာပေါ့။ဥပမာအပြင်ဒိဋ္ဌိဆိုတာကသူကစိတ်တစ်စိတ်ခဲဟုတ်ပေါ့။ ခိုင်နေမြဲတဲ့အနေနဲ့ငါးစိတ်အနေနဲ့ရှိတယ်လို့ယူဆပြီးတော့မှဒီစိတ်ကပဲဒေါသထွက်တာဒီစိတ်ကပဲလောဘဖြစ်နေတာဒီစိတ်ကပဲမြင်တာဒီစိတ်ကပဲကြားတာဒီစိတ်မှာပဲလောဘဖြစ်နေတာလို့ဥစဉ်တို့အထင်မှားနေကြတယ်အဲ့ဒါဒိဋ္ဌိပဲတစိတ်သေးရှိတယ်လို့အခိုင်မာယူထားတယ်ငါးစိတ်လို့ယူထားတယ်အဲ့ဒါကိုလောဘစိတ်ဖြစ်တာကိုလောဘလောဘစိတ်ဖြစ်တယ်လို့တီးလိုက်တာ ਨੇ အဲ့ဒါနှစ်စိတ်ဖြစ်သွားပြီလို့နားလည်ရ လောဘစိတ်ဖြစ်တာကရှေးစိတ်တတိကလိုက်တာနောက်စိတ်ပေါ့အဲ့လိုနားလေလိုက်တာ ਨੇ ဦးဇင်းတို့ကသူကစိတ်တာနိယာမအရာပေါ့သူကအချိန်မှာတစ်စိတ်ပဲဖြစ်တာပေါ့လောဘစိတ်ပဲဖြစ်နေရင်သူကအဲ့လောဘစိတ်ကလောဘဖြစ်စရာအာယုံကိုပဲသူကမဲနေတာအာယုံပဲလူချင်းစရာဆိုပြီးတော့သူကမဲနေတာအဲ့ဒီမှာလောဘစိတ်ဖြစ်တာကိုလောဘစိတ်ဖြစ်တယ်လို့တတိကလိုက်တာ ਨੇ သူက နောက်စိတ်မှာသူကတတိဥသွားတာပေါ့လေတတိစားထိုးသွားတဲ့အတွက်သူကစောစောကဖြစ်ခဲ့တဲ့လောဘစိတ်ဟာမရှိတော့ချုပ်ပြောက်သွားတယ်တနည်းအားဖြင့်လောဘစိတ်ကရှေးစိတ်အနေနဲ့ချုပ်ပြောက်ပြီးတော့နောက်စိတ်မှာဥစဉ်တော့တတိစိတ်စားထိုးသွားတယ်အဲ့ဒါကဥစဉ်တော့လောဘစိတ်ကနေလွတ်သွားတာရိစ္ဆာနုဘဖြတ်ပြီးတာဖြစ်သွားတာပဲပေါ့တနည်းအားဖြင့်ပြောမယ်ဆိုရင်လောဘစိတ်ကရှေးစိတ်တတိကလိုက်တာနောက်စိတ်လို့နားလေလိုက်တာကဥစဉ်တော့နှစ်စိတ်ပေါ့စိတ်တည်းမဟုတ်ဘူး စိတ်ပြီးတစိတ်ပေါ့စားထိုးနေတယ်လို့နားလေတာဟိုကဦးဇင်းတို့ကတစိတ်တည်းရပဲရှိနေတယ်တစိတ်တည်းရပဲကြားနေတယ်ဒီစိတ်မှာပဲလောဘတွေဖြစ်နေတယ်ဆိုတော့တစိတ်တည်းပဲရှိတယ်လို့ထင်နေတဲ့ပေါ့တစိတ်တည်းရှိတယ်လို့ထင်တာခိုင်နေမြဲတယ်လို့ယူထားတာအဲ့ဒီအယူဆကနေဦးဇင်းတို့လွတ်သွားတယ်ဒီကနေ့ပရိသတ်မဟုတ်ဘတ်ဖြတ်လိုက်တယ်လို့ဖြစ်သွားတာပေါ့ဣရိဒါကနေလွတ်သွားတယ်ဆိုတော့ဒါပရိသတ်မဟုတ်ဘတ်ဖြတ်လိုက်တာ ။ရာထုတ်တယ်ဆိုတာအဲ့ပရိစ္ဆသမုပ္ပတ်ပေါ့။ဒီအကြောင်းအကျိုးဒုက္ခဆက်ကနေတာလွတ်သွားတာပဲ။ကိလေသာပြီးကံကိလေသာကြောင့်ယုံနံအဲ့လိုဖြစ်နေတဲ့ဖြစ်စဉ်ကနေဦးဇင်းတို့အဲ့ခိတခတာလွတ်မြောက်သွားမယ်ပေါ့။နောက်ပဲပရိစ္ဆသမုပ္ပတ်ဖြတ်တယ်လို့နားလည်ရ။အဝင်90တော့90ဒီနေပါတတိမပါပဲနေမွန်စီနဲ့ဒီပါပဲလေပြင်းကို မထွက်စေနဲ့ 리네 슈레샤이제 러브 유럽